င်္ဂလာပါဒီနေ့ညအတွက်ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပွဲရတာမန်စီးတီးနဲ့လီဗာပူးပဲဖြစ်ပါတယ်ခင်ဗျာနော်အဲဒီပွဲကိုကျွန်တော်စိတ်ဝင်စားလို့ရွေးချယ်ပေးရင်ဖြစ်ပါတယ်အဲဒီကစားသမားတွေရဲ့ဒီနှစ်သိန်းရဲ့ရှင်ပိုင်မှုကတရုတ်ကောင်းမဲ့ပွဲပဲဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကွင်းလင်မှာရိုဒီဂန်ရနေရဆိုတော့ဒါရီနိုက်တာနဲ့ဒီကွန်ဆာလန်နဲ့စောင့်ရပေါ့နော်အဲကူပါစစ်နဲ့ရိုဒီဂန်ရနေရောအဲကူပါအဲကွန်ဆာလန်နဲ့ရီနိုက်တာစောင့်ရပေါ့နော်ရီနိုက်တာလည်းကောင်းပါတယ်အဲဒီမန်စီးတီးရဲ့အဓိကအားကြက်ကတော့ဒီဒိုကူနဲ့ ဒိုကူနဲ့ဟာလန်နဲ့ချိတ်ဆက်မှုပိုင်းဖြစ်မယ်ပြီးရင်အတက်ကင်မီဖီကအဖို့တန်ကခြေစွမ်းပြန်ပြတယ်ပေါ့နော်အဲ့တော့ဒီကစားမတစ်ယောက်ချင်းစီဒီ၁၁ယောက်၁၁ယောက်ချင်းရှင်းတဲ့အချိန်မှာဒါလီဗာပူးကအဲဂိုးသမားချင်းရှင်းမယ်ဆိုရင်တော့ဂိုးသမားပိုင်းရှင်းမယ်ဆိုရင်တော့ဒါမန်စီးတီးဂိုးသမားဒိုနာရမာကပိုကောင်းတယ်ပေါ့နော်မာမာဒီဖီလာကလည်းဒီနောက်ဆုံးဒီရီယယ်မက်ထရစ်နဲ့ကွဲမှာတော့ခြေစွမ်းလက်စွမ်းပိုင်းတည်ငြိမ်မှုတွေ့ရတယ်ပေါ့နော်အဲကောင်းမှုတချို့လုပ်ခဲ့တယ် အဲတချို့ကောက်ဝဲမှုတွေမှာတည်ငြိမ်မှုရှိခဲ့ရတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါအသင်းကြီးပွဲတွေမှာလည်းမဆိုးပြောလို့ရတယ်ဒါပေမဲ့လေဒိုနာရမာကပိုကောင်းနေဆိုတာကိုပိုပြီးထင်ရှားစေပေါ့နော်နောက်တန်းကြည့်မယ်ဆိုရင်လည်းဒီယက်စ်တို့အဲလူးဝစ်အဲရူဘင်ဒီယက်စ်တို့နော်အဲစုဖွဲ့မှုကလည်းဒီလီဗာပူးရဲ့ကိုနာတေးတို့ဗန်ဒိုက်တို့ရောဘတ်ဆန်တို့ထက်အရင်မသာအရင်မနေနိုင်ပေမယ့်ဒီလေဗန်တန်းမှာရှိပေါ့နော်ကွန်းလင်းမှာတော့ဒီမက်ဂလစ်စတာနဲ့အဲကာရဘရိုင်းပြီးရင်ဆူပစလိုင်းကွန်းလင်းကဒီကျွန်တော်ကွန်ဆာလက်တို့ကွန်းလင်းထက်အနည်းငယ်တာမလို့ကျွန်တော်မြင်တယ် အဲတိုက်စစ်ပိုင်းမှာလည်းကွာသွားတော့နော်ဟာလည်းဥဆောင်နဲ့တိုက်စစ်ကဒူဂူနဲ့ဖူတန်လုံးနဲ့ချိတ်ဆမှုပိုင်းမှာအားကောင်းနေတော့ဒါမန်စီးတီးထက်မန်စီးတီးကလီဗာပူးထက်အဲတိုက်စစ်ပိုင်းမှာလည်းအားသာလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲအီကီတိုက်နဲ့အဲအီဆက်တန်ရနေချိန်မှာအီကီတိုက်ပေါ်ထွက်လာလို့ရှိပြီးတော့အဖလူယန်ဗက်စ်ကတော့ခြေကနောက်ဆုံးနှစ်ပွဲမှာမဆိုးဆူပေမဲ့ဒီနေ့မှပြန်ကောင်းဖို့အတွက်က အရင်မယုံရဘူးဖြစ်နေအဲ fluent verse ကပုံမှန်ပဲဆိုတော့ဒါ sugu slime ကိုကောင်းနေပေါ့နော် sugu slime ကောင်းနေရယ် sugu slime နဲ့ဒီ iki type နဲ့ဒီ salad နဲ့ချိတ်ဆမှုတာအကောင်းကောင်းနေမှာဆိုရင် man city ကို golden mo ဆိုတာလေဒါအဆင်ပြေမှုမြင်တော့နော်ဒီလီဗာပူးရဲ့တိုက်စစ်ကမနေ့နောက်ဆုံးကန်ခဲ့တဲ့ဒီရီယယ်မထွန်းနဲ့ပွဲမှာဆိုရင်တကယ်လို့လုံးဝအခုကောင်ချင်းချင်းမှုကြီးအကောင်းကြီးရတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းအဆင်နောက်ပိုင်းမှလည်းဒီလီဗာပူးကအသာစီးရနေနောက်ပိုင်းနေ့မှလီဗာပူးကအသာစီးရဖြစ်တဲ့အတွက် ီနေ့မှာလေကိုကောင်ချင်းချင်းမှုတွေနဲ့ဒုက္ခပေးနိုင်လို့လေကျွန်တော်တွေးမိရပါတော့အဲတော့ကစားပွဲပိုင်းချစ်စမှုမှာကတိုက်စစ်အားတန်နေရဲ့ဒီဟာလန်တို့ကလည်းကိုသွင်းယူနိုင်မှုများပဲပေါ့နော်အဲတော့လီဗာပူးကလည်းကျွန်တော်အီကီတိုက်တို့ဖလိုရန်ဗက်စ်တို့ဒီဆူပါစလိုင်းတို့ဆာလက်တို့ရဲ့တွဲလုံးတွေဒီရီယယ်မက်ထရစ်နဲ့ကန်ခဲ့တဲ့တင်းဝွန်ရမန်စီးတို့ကပြန်ကန်ခဲ့မယ်ဆိုရင်လီဗာပူးတို့ချင်းတွေတကူရမှာမြင်တယ်အဲတော့ကျွန်တော်တို့1-1ဆက်တွက်ကြည့်အောင်နော်ဘာလို့လဲဆိုတော့ဘူနီနုစကိုးမှလည်းကိုသွင်းမဲ့1-1အဲကိုသွင်းမဲ့ပုံစံဖွင့်လှစ်ထားဖြစ်တဲ့အတွက် ဝမ်းဝမ်းဖိုးပဲရှိတယ်အဲ့တော့ဒါလီဗာပူးဝမ်းဝမ်းဆက်တက်ကြည့်ပါဦးနော်အဲ့တော့ကျွန်တော်ညီလီဗာမန်စီးတီးရဲ့နောက်ဆုံးနှစ်ပွဲဆက်ကအပေါ်ဆုံးဖြစ်လာတယ်ပေါ့နော်ခြေပိုင်းဆိုင်ရာချင်းကပ်မှုမှာလေနောက်ဆုံးဒီပြီးသားဦးအစိုးရဘုံမောင်ကို3-1နိုင်ရင်ပြီးရင်ဒေါမုံလည်း4-1နိုင်ရင်အဲ့တော့ဒီနေ့မှာ3-1 4-1အထက်မဖြစ်တော့ဘူးကျွန်တော်နင်းနေဘာလို့ဆိုတော့ဒီ3လုံး3ပွဲဆက်တက်မစည်းလို့အနေထား၃မိနစ်အပေါ်ဆုံးမဖြစ်တော့လို့မြင်တယ်ပေါ့နော်အဲ့တော့လီဗာပူးကိုလည်းဒါ3-1ဖြစ်မှလို့ကျွန်တော်မထင်ဘူးနော် ဲ့တော့ဒါလီဗာပူးရဲ့တိုက်စစ်ကိုကျွန်တော်တကူပြေးခဲ့မယ်ဆိုရင်အဲဘော်ဒီရွေးချယ်မှုမှာကမန်စီးရသေဆုံးဖြစ်နေတဲ့အတွက်မန်စီး2-1ဆိုတဲ့ဝင်ရုံးမှဒါဟာကျွန်မန်စီးတီးကအနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့လီဗာပူးဂိုးပေးထားတဲ့အတွက်မန်စီးတီး2-1နှစ်ဂိုးရဖို့လိုရနဲ့တွင်းနိုင်ပါမလားလို့တွေးကြအချိန်မှာဒါလီဗာပူးကိုမန်စီးတီးလိုရနဲ့တွင်းမယ်လို့ကျွန်တော်မမြင်ဘူးမန်စီးလက်ခတ်ရခဲ့ကြမ်းမယ်တကယ်လို့မန်စီးတီးကပိုဇီရှင်ဘောလုံးပိုဇီရှင်အကင်လေးရောဖိအားပေးနိုင်မယ်လီဗာပူးရဲ့ဒီ ဖြတ်ထုတ်ခြင်းခံရပြီးရရှိမှာလီဗာပူးရဲ့ဒီအဝေးဘောအမြန်ပေးဖို့မှုတွေနဲ့ကောင်တာတိုက်စစ်ကမက်ဆီဒီကိုဘိုးသွင်းလာတွားနိုင်မှာကြောမြင်တယ်နော်လုံးဝဟိုဟာအွန်ဖားပြန်ဖြစ်နေပြီနော်လီဗာပူးလည်းဖြစ်နေမက်ဆီလည်းဖြစ်နေတဲ့အတွက်ဒီဘွဲကအန်ချိုတီနာကဂိုးများဖို့များတယ်ဒါပေမဲ့လည်းအဲလေလုံးသွင်းမှာအပြစ်ရမယ့်ဂိုးပေါင်းစည်းကွက်ထက်ဆိုင်ရင်တော့ကျွန်တော်လီဗာပူးဘောလီပူကြိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လီဗာပူးအနေနဲ့ဂိုးသွင်းသွားခဲ့မယ်ဆိုရင်တပယ်ချန်ရနေပြီပေးရှုံးဆိုတော့တပယ်ချန်ရနေလီဗာပူးအနေနဲ့ဂိုးသွင်းသွားခဲ့မယ်ဆိုရင်မက်ဆီအနေနဲ့အဲ နောက်ထပ်နှလုံးပြန်သွင်းနိုင်မှအဆင်ပြေမှာဖြစ်တယ်။လီဗာပူးကတကယ်နှစ်ဂိုးရသွားခဲ့မယ်ဆိုရင်မန်စီးတီးနေနဲ့တောင်းလုံးမှနိုင်မှာပေါ့နော်။ဒီလုံအောင်အပေါ်ဆုံးဒီဘက်မှာထပ်မဖြစ်တော့ဘူးမြင်တဲ့အတွက်နော်။ပြီးရင်မန်စီးနေနဲ့လီဗာပူးကိုလွယ်ကူနဲ့နိုင်ရရှိမယ်လို့မမြင်တဲ့အတွက်လီဗာပူးရဲ့ကောင်တာအတိုက်စစ်ကိုခံရမယ်လို့ထင်တဲ့အတွက်ပေါ့နော်။အဲရီယယ်မက်ဒရစ်ကိုကန်ခဲ့တဲ့ဂိုးအောင်ချေချောင်းမှုတွေကဒီနေ့မှာပြန်ပြီးအိုက်တင်းကိုပြန်ပြီးပြီးဆောင်းနိုင်မယ်ဆိုရင်လီဗာပူးကိုမန်စီးတီးနိုင်ဖို့မလိုဘူးကြော်မြင်ပါလေအားကြောင့်မလို့အဲဒဘယ်ချန့်ကိုပတ်ကရနိုင်မယ် လီဗာပူးပေါ်ပြီးတချောင်းနဲ့ကြိုက်ပါတယ်ခင်ဗျာနော်ဘရာဒါကိုကြိုက်ရင်းတူပါဆော့ပါပြီးကျောင်းဒီနေ့တဝဲကောင်း special one ထပ်ပါတယ်ခင်ဗျာလူချင်းမာကကျောင်းဘရာဒါကိုလောင်းနိုင်ပါတယ်ပြီးနောက်ထပ်ရွေးချယ်မှုကြီးမောင်းရွေးချယ်မှုကြီးကိုတော့တိတ်ဝမ်း channel မှာတင်ပေးထားပါတယ်ခင်ဗျာအကျောင်းကောင်းမှာနေရှိပါတယ်ကျေးဇူးများတင်ပါတယ်ကျောင်းမှာကိုယ်ထိုင်ပါ